ပထမဆုံးအချိန်အာမာဒိုစီကိုခေါ်လာခဲ့တာဖြစ်ပါတယ်။သူ့ကိုယ်သူဖေလို့ပြောနေတဲ့ဂျီဂန်စီမှလည်းတေလောက်တဲ့နာကျင်မှုတွေကိုခံစားခဲ့ရတဲ့ခါဝါကီကလက်ရှိမှာတော့နယ်ဒူရဲ့ရှိကိုနိုဟာဆေးရုံမှာရောက်နေခဲ့တာဖြစ်ပါတယ်။ချက်ချင်းထားပြေးဖို့လုပ်ပေမဲ့ရှီခါမာရုကြောင့်ပြေးလို့မရဘူး။နယ်ဒူကသူ့ကိုယ်သူမိတ်ဆက်ရင်းနဲ့စကားပြောကြည့်ဖို့ကြိုးစားပေမဲ့ဂျီဂန်ကမျက်ခွက်နဲ့ခါဝါကီကအေးမဆိုင်ပဲရှီခါမာရုကလည်းနယ်ဒူရဲ့အကြံကအရင်အနေရများတဲ့အကြောင်းပြောပြလိုက်ပါတယ်။ သူ့ကိုကာလာအဖွဲ့ကအချိန်မရွေးလာရှာနိုင်တဲ့ပြင်အက်ကောင်ကိုယ်တိုင်ကတရှုံဖြစ်နေနိုင်တဲ့အတွက်ထောင်ထဲမှာတင်းတင်းကြပ်ကြပ်ချုပ်ထားဖို့ပြောပေးမယ်။ဂျန်ရီတို့ကတော့သူကဂျင်ဂျူရီကြီးတယောက်ဖြစ်လို့လူတိုင်းကကြောက်လန့်နေခဲ့ရတဲ့အချိန်မှာချီကာမာရုပြောသလိုချုံနောက်ခံထားရမှာဖြစ်ပေမယ့်အပေါ်ဟီရူဆန်ကတော့ကာဝယ်ပေးခဲ့တာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါရစေ။ အဲ့ဒါအတင်ခါရအဖွဲရကောင်တွေကတောက်ကြဲကြီးတွေဖြစ်နေလို့ပဲသူ့အနားမှာအနီးကခေါ်ထားလို့ရအောင် ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်ခါခင်းငါးပါးကိုပါစီဝေခေါ်ထားလိုက်ပါတယ်ခါဝကီရဲ့စွန့်ရည်တွေအရာတောက်ရဲအနေရများတာဖြစ်ပေမဲ့ဒဲတို့ကချုပ်ထားဖို့မစင်တာပဲစိတ်မချရတဲ့အတွက်သူကိုယ်တိုင်ဆောက်ရှောက်ပေးနေမှာဖြစ်တဲ့အကြောင်းနဲ့တစ်ဖက်မှာလည်းနေစဉ်ကိစ္စတွေကိုရှယ်ရီကလုံးနဲ့အေးအေးဆေးဆေးလှုပ်ဆောင်နေမှာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒင်ဂျူရီကြီးဖြစ်ခဲ့မှုတဲ့ကာရာကတော့ချုံလောင်ခံရတဲ့ခန်းစားချက်ကိုကောင်းကောင်းနားလည်တဲ့အပြင်နယ်တိုနေတာဆိုရင်ဘယ်လောင်အိမ်ထက်မဆိုစိတ်ချရတဲ့အကြောင်းပြောပြလိုက်ပြီးဂျီဂျူရီကြီးနဲ့နှစ်ပေါင်းများစွာအတူနေခဲ့ရတဲ့ဒါရူကြီးကလည်းနယ်တိုရဲ့အကြံကိုထောက်ခံနေခဲ့တာဖြစ်ပါတယ် ကျန်တဲ့ခါခဲတွေကပါသဘောတူရဲ့အတွက်ရှီခါမာတို့လည်းကန့်ကွက်လို့မရတော့ပဲအကောင့်လေးနဲ့ဘိုရိုတိုနှစ်ယောက်လုံးမှရှိနေရဲ့ခါမာအကြောင်းကိုတော့ဘာမှမသိရသေးပဲဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဘိုရိုတိုကလည်းခါဝကီနဲ့ထပ်မတွေ့ရတော့ဘူးလို့ထင်နေခဲ့ပြီးအိမ်မပြောင်းရင်မူကီနိုရဲ့အခန်းစီလက်ထီလေးကိုအစာကျွေးဖို့ရောက်လာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လက်ကသူ့အစာကျွေးတိုင်းကတ်လိရှိပြီးအဲ့အချိန်မှာပဲကိုနိုဟာမာတို့ကပါရောက်လာရင်မူကီနိုရဲ့ပစ္စည်းတွေကိုလာသိမ်းပေးတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ် ကုနိုဟာမာရုကဒီခန်းကိုပထမဆုံးရောက်ဖူးတာဖြစ်ပြီးဘရူတိုစီကနေလမ်းစာချေးခဲ့တဲ့အကြောင်းကိုလည်းမသိရွယ်မူဂီနိုကမစ်ရှင်လုံးဝင်တာအရင် serious ဆန်ပေမဲ့ပြန်ရောက်လို့အရက်အတူတောက်တဲ့အချိန်တိုင်းကုနိုဟာမာရုကပဲရှင်းရတာဖြစ်တဲ့အပြင်တည်သွားတဲ့အချိန်ထိတော့သူ့အကြောင်းဘာမှမသိပဲနားလည်ရခတ်တဲ့ကောင်ဖြစ်ပေမဲ့ဘလုံးမှလည်းမုံလို့မရတဲ့တငယ်ချင်းဖြစ်တဲ့အကြောင်းကိုလည်းပြောနေကြတာဖြစ်ပါတယ်သူ့ဖို့တတရားမြတ်ဟုတ်ကကဲကိုလေးစားတဲ့သူဖြစ်တဲ့အကြောင်းကိုတော့မသိခဲ့ရပဲအခန်းထဲမှာရှိတဲ့လက်ကလည်းဘရူတိုပြောသလိုသူ့ကိုတော့မကြိုက်တဲ့အတွက်သူ့တငယ်ချင်းမူဂီနိုရဲ့လက်ထီးလေးကိုသူကပဲယူသားဖို့ဆုံးဖြတ်လိုက်ပါတယ် နေရီတို့ကတော့ခါဝါကီကိုသူ့ရင်ခေါ်သွားရင်းနဲ့သူ့မိမဘလောက်ဟင်းချက်ကောင်းတဲ့အကြောင်းကြွားနေပြီမဲ့နောက်လဲကြည့်တဲ့အချိန်မှာတော့တကောင်သားကမရှိတော့ပဲလစ်တန်နဲ့ပြေးဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရက်လိုက်တဲ့အချိန်မှာကိုနိုဟာ yellow flag ရဲ့တိုင်းနေရီတို့ကသူ့ရှေ့ကိုရောက်နေပြီးနောက်ပြန်တဖြောင်နဲ့ပြေးရအောင်မှသူ့ကိုပွက်ပပီးလိုက်တဲ့နေရီတို့ကရှေ့ကိုကြိုရောက်နေတဲ့အတွက်ခါဝါကီလည်းနေရီတို့လက်ကလုံအောင်သူ့ထွက်ပြေးဖို့ဆိုတာကမဖြစ်နိုင်ဘူးဆိုတာသဘောပေါက်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲမတက်နိုင်နေဆိုဟိုကာကဲခေါ်တဲ့အတိုင်းဥစုမကြီးအိမ်တော်ကိုရောက်လာခဲ့ပြီမဲ့အခုချိန်ထိသူ့ရဲ့နာမည်ကိုတော့မပြောပြရသေးပဲကလေးဘွားတွေကလူတွေကြောင့်ထရမာရခဲ့တဲ့ခါဝါကီကအခုလည်းသူ့ကိုတရင်လိုက်ဖို့ခေါ်လာရလို့ထင်နေရဖြစ်ပါတယ် မွေးရဲသူယုံကြည်စီကလူတယောက်နဲ့မှမဆုံဘူးတဲ့ကောင်ဖြစ်တဲ့အတွက်အခုလည်းသတိရှိရှိနဲ့နေနေရဖြစ်ပေမဲ့နယ်တွေရဲ့တံမာမှုနဲ့ဆိုရင်တော့သူခါရာအဖွဲကနေခဏလောက်လုံခြုံနေမယ်ဆိုတာကိုလည်းသဘောပေါက်တဲ့အတွက်ဖမပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့အချိန်မှာမွေးစားသားနဲ့တမီးကပြန်ရောက်လာခဲ့ပြီးသူတို့အိမ်မှာမြင်နာနဲ့ပြေးထိုးခြင်းစီကမျက်ခွန်းနဲ့ကောင်ကိုမြင်လိုက်ရတဲ့ပြင်ဒီပြဿနာကောင်နဲ့အတူတူနေရမယ်ဆိုတဲ့စကားကြောင့်လည်းဘိုလ်တူကလက်မခံနိုင်ဖြစ်နေခဲ့တာဖြစ်ပါတယ်။နယ်တွေကတော့သူသားအရင်းကိုထိရမကြိုက်တဲ့အတွက်ဘိုလ်တူကိုဝင်တားလိုက်ပြီးဘိုလ်တူပြောသလိုခါရာကအန်နီရဲ့အများကြီးသူဖြစ်ပေမဲ့သူကိုယ်တိုင်တစ်ချိန်လုံးစောင့်ကြည့်နေမှာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ ဘူတိုကတော့အက်ကောင်ကတောင်ရဲဆွမ်းရန်ကြီးလုံးနေရတဲ့အတွက်သူ့အမေနဲ့ဟီမာကိုစိတ်ပူနေရဖြစ်ပြီးခါဝါကီအကြောင်းဘာမှမသိရသေးပေအိမ်မှာထားဖို့ဆိုတာကိုလက်မခံနိုင်ဖြစ်နေကြတာဖြစ်ပါတယ်။နယ်ရီတိုကတော့အရင်ကသူ့လိုလူမျိုးကိုနိုဟာမှာရှိခဲ့ပီးမတောင်းဆိုဘဲနဲ့ဆွမ်းရန်ကြီးနေခဲ့တာကြောင့်လူတိုင်းရဲ့ရှောင်ဖယ်မှုနဲ့အထီးကျန်တဲ့ဘဝကိုဖျက်ဆီးခဲ့ရတဲ့အကြောင်းပြောပြလိုက်တဲ့အတွက်အဲ့ဒါကသူ့အဖေရဲ့ငယ်ဘဝဖြစ်တဲ့အကြောင်းဘူတိုကချက်ချင်းသိသွားခဲ့ပါတယ်။ အဲ့လိုခက်ခဲတဲ့အချိန်တွေမှာသူ့တငယ်ချင်းတွေဒါမရှိခဲ့ရင်သူ့ကိုချစ်ခင်ပေးမဲ့သူတွေဒါမရှိခဲ့ရင်သူလည်းလမ်းမရောက်သွားနိုင်တဲ့အကြောင်းပြပြပေးလိုက်ပြီးလူတွေအဲ့လိုကြောက်ကြတာကလည်းမှမားပေမဲ့ဖြစ်နိုင်မယ်ဆိုရင်သူ့သားဘိုရူတိုကိုတော့အဲ့လိုလူတွေတွေကတယောက်မဖြစ်စေချင်တဲ့အကြောင်းဆုံးမပေးလိုက်ပါရဲ့။ရိုင်းနဲ့ဆုံးမတာမျိုးမဟုတ်တဲ့အတွက်ဘိုရူတိုကနားလေသွားခဲ့ပြီးသူ့ခါဝါကီကို14မှမယုံပေမဲ့ခါဝါကီအကြောင်းဘာမှမသိရတဲ့အနေနဲ့မကောင်းတဲ့ကောင်လို့လည်းတစ်ဖက်သက်မယူဆချင်တာကြောင့်အိမ်မနေချင်းဦးကြောင်ကြောင်နဲ့မလုပ်ဖို့သတိပေးလိုက်ပါရဲ့။တကောင်တာကတော့ရုပ်တရက်ခုံကိုထားထုတ်လိုက်ပြီးသူကလည်းနေချင်လို့လို့မဟုတ်တဲ့အကြောင်းပြောရင်ထက်ကိုက်နေကြပေမဲ့ ူညမလေးဟိမာရဲ့ပန်အိုးကွဲသွားတာကိုဘိုရူတကတွေ့လိုက်ရပါတယ်အဲဒါကြောင့်ခါဝါကီအခုခွဲလိုက်တဲ့ပန်အိုးကဟိမာဝါရီအမေရဲ့မွေးနေ့အတွက်စူးစမ်းပြီးလှုပ်ထားတဲ့အရာဖြစ်တဲ့အကြောင်းပြောပြလိုက်တာကြောင့်ကလေးတွေအပေါ်မှာတော့မကြမ်းတတ်တဲ့ခါဝါကီကပြန်တောင်းမလိုက်ပြီးသူတမင်လုပ်ခဲ့တာမဟုတ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ပြင်းတော့သူ့ရဲ့နာမည်ကခါဝါကီဖြစ်တဲ့အကြောင်းမှပြောပြလိုက်တဲ့အတွက်တကြီးသားကလည်းသူ့နာမည်ဘိုရူတိုဆိုတာကိုပါမှတ်ထားလိုက်ဖို့သတိပေးလိုက်ပါတယ်။အဲ့လိုနဲ့နောက်နေ့မှာတော့ဟီမာရဲ့ပန်အိုးအကွဲလေးကိုအမိုက်တွေနဲ့အတူထားလိုက်ရပြီးအဲ့ရနိုလိုတိတ်ပောက်ချင်တာကြောင့်အောက်ကိုဆင်းလာတဲ့ဘိုရူတိုကလည်းအိမ်သာရှိမှတက်တက်ဆန်ဆန်ခါဝါကီနဲ့တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်းမတက်တူနေရတဲ့နှစ်ကောင်ကတေးထွက်မကြခင်အိမ်နာရှင်းမှာရန်ဖြစ်နေပြန်တာကြောင့်သူတို့ထက်အရင်အိမ်နာရဲ့ကြိုရောက်နေတဲ့ညာရုပ်တို့ကမအောင်နိုင်ရင်အပြင်မှာကိစ္စထွက်ရှင်ဖို့အော်ပြောလိုက်ရပါတယ်။အဲဒါကြောင့်အဖေမတူအမေခွဲညီကိုနှစ်ယောက်ကလည်းတေးပေါက်တာတောင်ဘေးကင်းရှင်လာကြနေတဲ့အတွက်တယောက်နဲ့တယောက်ဘူးကြည့်ကြည့်ရင်နှစ်ကောင်သာထားချတဲ့အဆင့်ထိရောက်ကုန်ကြပါတယ်။